အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမောင်းအောင်တောင်းပေးလိုက်ပါတယ် sorry ပါဒါကျွန်တော်ဒီနေ့နည်းနည်းလေးအေးရထားနောက်ကျသွားလို့ဒါကျွန်တော်တို့အာ hewi ကိုတင်လေးကိုနည်းနည်းနောက်ကျမှတင်ဆက်ပေးနိုင်တာခွင့်လွတ်ပါတော့ကျွန်တော်ဒီညကပြောချင်ပါတယ်ညကဒါကျွန်တော်တို့ korea series ဖြစ်တဲ့ mercy of none ပေါ့နော်တော်တော်လေးမိုက်တဲ့ series တကူကျွန်တော်ကြည့်နေတဲ့အတွက်ကြောင့်ကျွန်တော် ဒါအမှန်တိုင်းပြောမှာဆိုရင်နည်းလေးအဲ့ဒါတော့ကြာသွားတယ်ဗောနော်အဲ့တော့အခုမှပဲကျွန်တော်နူးတယ်လူပဲဆိုရမှာပါအဲ့ဒါဒါဒါကျွန်တော်နူးနူးချင်းမှာဒါကျွန်တော်မင်းညကလေးကဖြစ်သွားခဲ့တဲ့အပြောင်းရွှေ့တစ်ခုအကြောင်းကျွန်တော်နည်းနည်းလေးပြောခြင်းတယ်အဲ့ဒီအကြောင်းကဒါကျွန်တော် အမင်းညကျွန်တော်ည9:00လောက်ခဲ့ကျွန်တော်တို့ကြိုတင်ပြီးပြောထားပြီးသားဖြစ်တယ် here we go ဖြစ်တော့မယ်လို့ကျွန်တော်ပြောထားခဲ့တဲ့အတိုင်းပဲတကယ်လေ here we go ဖြစ်ခဲ့တဲ့သဘောမှရှိတယ်ဒါပေမဲ့ဒီ here we go ဖြစ်ခဲ့တဲ့နောက်မှာစိတ်ဝင်စားစရာဖြစ်တဲ့ topic တွေအများကြီးအများကြီးရှိတယ်လို့ပြောလို့ရရတယ်မှာပါအဲ့တော့ဒါအဓိကကတော့ကျွန်တော်လက်ရှိဆွေးနွေးရမယ့်ကိစ္စလေးတွေပါလာပြီဒါကျွန်တော်လက်ရှိမှာ here we go ရဲ့နောက်ကမှာ Arsenal ပြည်သက်တွေရဲ့ပြောနေဆိုနေတဲ့ကိစ္စလေးလည်းရှိတယ်အဲ့ဒီကိစ္စလေးကျွန်တော်နည်းနည်းလေးဆွေးနွေးရအောင်။ဒါကျွန်တော်ဒီနေ့မနက်အပိုင်းပေါ့ဒီနေ့ညအပိုင်းမပြောညနေပိုင်းပြောဒီနေ့မနက်အစောပိုင်းလောက်မှာဒါကျွန်တော်အာစနိုသစ်နေနဲ့ဒါဘရက်ဖူရဲ့လက်ရှိကပ္ပတိန်ဖြစ် ဖြစ်တဲ့ Christian Nogat ကိုခေါ်ယူနိုင်လိုက်ပြီဆိုတဲ့သတင်းကိုဒါကျွန်တော်တို့လက်ရှိ Fabio Romano နဲ့ David Austin ကတပိုင်းတည်းတင်လာတာကိုတွေ့ရမယ်။ဒါကျွန်တော်မနေ့ညကဒါကျွန်တော်တို့ခေါ်နိုင်ရှင်းနိုင်လောက်ကလေးဖြစ်နေတဲ့သတင်းမဟုတ်လို့အကုန်လုံးကဒါဖြစ်မယ်ဆိုတာအကုန်လုံး expect လုပ်ထားပြီးသားဖြစ်တယ်။အဲ့တော့ Christian Nogat ကိုဒါကျွန်တော် Arsenal သင်းတယ်ကျွန်တော် Euro 7သက်ပေါင်9.63တန်းနဲ့ဒါကျွန်တော်ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်။ဒါကျွန်တော်တိလောက်ဒါ စာချုပ်တန်းရ 2+1 လို့တော့သိရတယ်တော့မှာပါတချို့သတင်းမှာ3နှစ်အပြည့်လို့ပါတယ်တော့မှာပါတယ်တချို့ကြတယ် 2+1 လို့ပါတယ်တော့မှာပါအဲ့တော့ကစားသမားကိုတိုင်ကအာစတန်အသင်းကိုလူလူချင်းချင်း join နေပြီသူ့အနေနဲ့ဒါသူချန်ပီယံလိဘောလုံးဆော့ကျင်တဲ့အတွက်ကြောင့်မလို့ဒါအာစတန်ဒါကစားသမားကိုကန်လန့်တဲ့အချိန်မှာပဲဒါ Brentford အသင်းကိုကစားသမားကိုတိုင်ကအသင်းကနေထွက်ခွင့်ပြုပါလို့တောင်းဆိုခဲ့တဲ့အတွက်ကြောင့်မလို့ Brentford အသင်းဘက်ကလည်းဒါမြန်မြန်ဆန်ဆန်ပဲဒီအပြောင်းရှိကိုဖြစ်အောင်ဖြစ်မြအောင်လုပ်ပေးလိုက်တယ်လို့သဘောတည်းမှာပါအဲ့တော့ငကိုတဲ့ကဒါအာစတန်နဲ့ဒါ Brentford တို့ကြားထဲမှာကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့အတွက်ကြောင့်မလို့ဒီအပြောင်းရှိကလည်းပို့ပြီးတော့မြန်သွား ားတယ်လို့ဆိုလို့ရမယ်သဘောမှာရှိပါတယ်အဲ့တော့ဒါခရစ်စတီယာနိုကကတော့အာစနော်အသင်းရဲ့ဒီနှစ်နွေရာသီရဲ့၃ယောက်မြောက်ခေါ်ယူမှုတစ်ခုဖြစ်လာခဲ့တယ်ဒါပေမဲ့ခန်စစ်အာတန်နောက်ထပ်ကစားသမားတယောက်အာစနော်အသင်းကိုရောက်လာခဲ့တယ်ပေါ့နော်အဲ့တော့ဒီခရစ်စတီယာနိုကရောက်လာတဲ့ here we go ပေါ်မှာဒါကြောင့်နောက်ထပ်ဆက်ဆက်ပြီးဖြစ်သွားခဲ့တာတော့တည်ကြသွားတဲ့နေရာကတော့သောမတ်စ်ပါတီကမနီညာကပဲဒါအာစနော်အသင်းကထွက်ခွာတော့မယ်ဖြစ်ကြောင်းကိုဖာဘီဇီရူမာနိုက သူ့ရဲ့ Twitter မှာဆက်လက်ပြီးတင်ခဲ့တာကိုတွေ့ရမယ်အဲ့တော့ဒါကျွန်တော်မှတ်မဲ့ရမယ် David Austin ရဲ့ဒီဒါကျွန်တော်တို့စောင်းရသည် AOD New Year ဒီအပြောင်းရွှေ့အစမှာ Arsenal တင်းနဲ့ Thomas Partey ကိုစာချုပ်တက်တန်းတူဖို့အတွက်ကြိုးစားနေတယ်ဆိုတဲ့သတင်းတွေ David Austin ပြောခဲ့ပေမဲ့တကယ်တမ်းနင်လန်းငါလာဟိမှာစွနတာစာချုပ်တက်တန်းတူဖို့အတွက်အခြေအနေမကောင်းခဲ့ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတဲ့အဓိကအကြောင်းပြောမယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Thomas Partey နဲ့တပတ်လုခလာစားဒါကျွန်တော်ပေါင်2သိန်းလောက်နေနေခုလက်ရှိ Arsenal အသင်းမှာရရှိနေတာဖြစ်တဲ့ Arsenal အသင်းဘက်ကကစားသမားတပတ်လုခပေါင်3000ခွေနဲ့3000 5000ကြာတိ short you ခိုင်းဖို့အတွက်တရားဝင် offer လုပ်ခဲ့တယ်။ဒီနေရာမှာ Thomas Party နဲ့သူ့ဘက်ကရှင်းတယ်ဗျ။သူ့ဘက်ကလာစာတူတောင်းမှုလည်းမရှိဘူး။သူ့အနေနဲ့ဒါလက်ရှိလာစာအတိုင်းလေးပဲသူ့ကိုစာချုပ်တက်တန်းတူဖို့အတွက်ဒါသူ့ request လုပ်ခဲ့တယ်။တစ်နှစ် plus တစ်နှစ်ပေါ့နော်။စာချုပ်တက်တန်းရအရှေ့ကြီးတောင်းဖို့ပဲ။အဲ့တော့ဒီနေရာမှာ Arsenal သင်္ကြန်တွေဒါရှင်းတယ်ဗျ။ဒါကျွန်တော်လာစာ5000 2000ကျော်ကွာတာကိုအဓိကကြည့်နေခဲ့တဲ့အတွက်ကြောင့်မို့ဒီစာချုပ်တက်တန်းတူတောင်းဖြစ်နေ။အဲ့တော့ တချို့တွေပြောရတဲ့မှာဒါပါတီကပူကောင်းတယ်ဆိုတဲ့စကားလုံးကိုပြောလို့ရတယ်အခုလက်ရှိမှာဒါအာဆဲသတင်းတော့ဖြစ်တယ်ဒါကျွန်တော် Charles Watt ကိုတိုင်ကဒါ Christian Nogget ကိုခေါ်မဲ့စာ Thomas Partey ကိုဒါကျွန်တော်ဆက်လက်ပြီးတက်တန်းတူးတာမှာအတိတ်ပဲရှိမယ်ဆိုတဲ့ဝေဖန်မှုတွေကိုပါဒါတွေ့ရခဲ့ရတဲ့မှာပါတယ်ဘာလို့လဲဒါပေမဲ့လာစာအဖြစ်တော့တော်တော်လေးကိုခွာတဲ့သဘောတရားမှရှိရဘာကြောင့် Christian Nogget နေနဲ့ခုလက်ရှိမှာလုခလာစာကတသိန်းအောက်ကောလန်ဟာလာတွေကပေါင်1000နဲ့တသိန်းကြားလောက်တော့မရှိတော့ဘူးဆိုတဲ့သတင်းတွေထွက်ပေါ်လာတဲ့အချိန်မှာ Arsenal ပြည်သက်တွေကြားမှာဒီကိစ္စကတော်တော်လေးကို ပြောစရာဖြစ်ခဲ့တယ်အဲ့တော့ Thomas Party နဲ့ Christian Nogat နဲ့ရှင်မယ်ဆိုတော့ Nogat ကကျန်းတာမှန်မဲ့ Thomas Party ကဒါဆော့တဲ့နေရာမှာဒါ DM နေရာမှာပို့ပြီးတော့ security ရခမရောက် feeling ရဒါပို့ပြီးတော့ကောင်းတဲ့အနေထားမှာရှိတယ်ဒါပေမဲ့လက်ကျွန်တော်မြင်ကြည့်တာပေါ့နော်ဒါလက်ရှိမှာ Arsenal အသင်းက Thomas Party ကိုအသင်းကလှည့်လွတ်လိုက်တယ်နောက်ထပ်အကြောင်းရင်းတစ်ခုကသူ့ရဲ့ pass နဲ့ဒါကျွန်တော်လက်ရှိမှာအခုချိန်အထိနွယ်နေတဲ့ပြဿနာကတနစ်ကိုအနေအထားအဲ့သတင်းက၃ကလောက်ထွက်တဲ့ကြောင်း Arsenal အသင်းဒီဟာကြောင့်လည်းသူတို့အနေနဲ့ဒါ Party နဲ့ရက်ဆိုင်လိုက်တဲ့သဘောမှာရှိရလို့ကျွန်တော်အနေနဲ့ပုဂ္ဂိုလ်ကြီးကကျွန်တော်တော့မြင်တယ်အဲ့လက်ရှိမှာ Arsenal ပြည်သက်တွေကြားရမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့လူတိုင်းက ောင်းကောင်း handle မလုပ်နိုင်ဘူး။ဘာလို့ဆိုတော့ of course ခုနကပြောသူပဲလာစာ show ယူတဲ့ကောင်အသင်းကနေခေါ်ပလိုက်တယ်။လာစာကဒါခုနကပြောဒီတိုင်းလေးပဲဆက်ယူတဲ့ကောင်ကြအသင်းကဆက်မထားဘူး။ပူဆိုးတာလက်ရှိမှာအာဆိုသင်းနဲ့ဒီနေ့ new year ဒီမှာကစားသမား3ယောက်ခေါ်တယ်။3ယောက်လုံးကခံစစ်အားသာကစားသမားတွေယူပဲဖြစ်တဲ့ချိန်မှာအာဆိုသင်းပြည်သက်တွေကြားထဲမှာ လက်ရှိမှာ Crown Key တို့ရောဒါကျွန်တော်လက်ရှိမှာ Andrea Barter တို့အနေထားခေါ်တာတော်တော်လေးကိုသူပြောစရာများသွားတဲ့အနေထားဖြစ်သွားတယ်အဲ့တော့ပြောချင်တာကလက်ရှိမှာအာဆိုသင်းလူခေါ်တာတော့ကောင်းပါရဲ့ဒါခေါ်လိုက်တဲ့ကစားသမားတွေအကုန်လုံးကဒါကျွန်တော်တို့ခန်စစ်တေးကြီးပဲဒါခန်ဖို့ဂိုးသမားနဲ့ခန်စစ်တေးကြီးပဲဒါလက်ရှိမှာအာဆိုသင်းလူအပ်နေတဲ့တိုက်စစ်လားတောင်းမဲ့နောက် backup လားဒါလူတခြားမှတော့မတွေ့ရသေးတဲ့ကြောင့်လာ Arsenal ပြည်သက်တွေကြားထဲမှာပေါက်ကွဲမှုတွေရှိနေတယ်ဒါပေမဲ့ဘယ်လိုပြောဒါကျွန်တော် Christian Nogueira ကတော့ here we go သွားပြီဒါကစားသမားနဲ့ဒါ Arsenal သင်းကိုနှစ်နှစ် plus တစ်နှစ်နဲ့ join မယ်ပြောင်းရွှေ့ကြီးကတော့ပေါင်9.63သန်းတဲ့ Euro 7သန်းဝင်ကျင်ကြဖြစ် င်ပဲဆိုတာကိုဒါကျွန်တော် Fabrizio Romano ကဒီဗျူးခဲ့တယ်။ NASA ကန်ဆယ်လာကသူစမ်းပဲသူဒီကောင်နဲ့ဒါဘယ်လိုဖြစ်လို့လဲမသိဘူး။ပေါင်၁၀တန်း +5 တန်းဆိုတော့ကောင်နဲ့ထားလို့နဲ့တွေ့ရမယ်။လက်ရှိမှာ David Austin က Fabrizio Romano ကနှစ်ယောက်လုံးကဒါကျွန်တော်တို့ Euro 7တန်းဆိုတော့ confirm လုပ်ထားတယ်။အဲ့တော့ NASA ကန်ဆယ်လာတော့ကျွန်တော်ထင်တာတိတ်မမှန်လောက်ဘူးလို့ထင်တယ်။ तू ကမစိုးဘူးပြ။အဲ့ကောင်လေးကမစိုးအဲ့အဲ့ journalist ကမစိုးဆိုပေမဲ့ကျွန်တော်တို့ဒီညမှာ David Austin နဲ့ Fabrizio Romano ကိုပူယုံတယ်လို့ပြောပြရစီ။အဓိကတော့ David Austin ပေါ့နော်။ Austin ကဒီအပြောင်းအရွှေ Euro 7တန်းနဲ့ဖြစ်သွားပြီဆိုတော့ तू ပြောထားတဲ့အကြောင်းမို့ဒီအပြောင်းအရွှေဖြစ်သွားတယ်လို့ပဲကျွန်တော်အနေနဲ့ပြောပြရစီ။အဲ့တော့ ီကစားသမားကိုကျွန်တော်တိလောက်ကဒီနေ့မှာဆေးဆေးပြီးအာဆောင်တဲ့နဲ့ဒီနေ့မှာတရံဝင်ချိန်ညာဖို့ပြားတယ်ဆိုတဲ့သတင်းတွေကိုလည်းတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။အဲ့ဒါနဲ့ဆက်ဆက်ပြီးခန်းစစ်ကြောင်းပြောရမယ်ဆိုရင် Louis Kelly နေနဲ့ဆာယောသက်တန်းတိုးဖို့အတွက်အကုန်လုံးပြီးသွားခဲ့ပြီလို့သိရတယ်မှာ Louis Kelly နေနဲ့အာဆောင်တဲ့ကိုဒါလက်ရှိမှာကာလာရှီစာချုပ်ထပ်မံပြီးတော့ချုပ်ဆိုခဲ့ပြီဖြစ်ကြောင်းကို Fabrizio Romano ကဒီနေ့မနက်အစောပိုင်းမှာလည်းတရံဝင်သူ့ရဲ့ Twitter မျက်နှာမှာကြေညာခဲ့တယ်။ဟိုဒီကမှ Here we go ထားတာမှန်မဲ့အခုလက်ရှိမှာကစားသမားကစာချုပ်ချုပ်ဆိုပြီးသွားတဲ့အကြောင်းကိုဒါကျွန်တော်တို့ တရားဝင်နေဆက်ထားတာတွေ့ရမှာပေါ့အဲ့တော့ထားပါလက်ရှိမှာဒါကျွန်တော်တို့အာဒါအာဆိုတဲ့ခန်းစစ်ပိုင်းအဲ့တော့တိုက်စစ်ပိုင်းမှာဘာဒီဖြစ်နေမင်းညက်ကစိတ်ဝင်စားစရာကိစ္စတခုထပ်ပြီးဖြစ်ခဲ့တယ်ဘန်ဂျမင်ဆက်စကူအနေနဲ့အာစတိုအသင်းကိုသူ့ရဲ့ Instagram မှာ follow လုပ်ထားခဲ့တယ်ဆိုတဲ့ခရက်ကတော်တော်လေးကိုမင်းညက်ကထပ်သွားခဲ့တယ်ပြဿနာရှိတယ်အဲ့တော့ Instagram မှာဒါကျွန်တော်တို့အာစတိုကိုဒါပေါ်တင် follow ခဲ့ပြီးနောက်ပိုင်းမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတွေကိုအာစတိုသိထပ်ပြတာဘာဘာလို့ဒီလိုဖြစ်သွားလဲဆိုတော့ကျွန်တော်နားလည်ပြလက်ရှိမှာကျွန်တော်မင်းကညက်ညက်ကမှပြောထားခဲ့သူပဲအာစတိုအသင်းက Benjamin Sesque အပြောင်းရွှေ့နေပ တ်သက်ပြီးတော့ရှေ့ကို persuade လုပ်ဖို့တော့တော်တော်လေးကိုခက်ခဲသွားတယ်။ဘာကြောင့်လဲဆိုတော့ Lizer ဘက်ကတောင်းတောင်းတဲ့လက်ရှိမှာ structure ရဲ့ပုံစံမျိုးကငွေကြီးအခြေအနေအရာကဘလို့မအားဆုံးတဲ့အတွက်လက်ရှိမှာပြေးဖို့အတွက်မလွယ်ကူတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ Arsenal တင်းနဲ့ assess ကိုကျွန်တော် give up လုပ်ဖို့တော့ရာခိုင်နှုန်းတွေများသွားတယ်အဓိကခုနပြောသူပဲ RB Leipzig ကြောင့်ပဲကျွန်တော်ဒါ Cola Hala တွေကြားတဲ့သတင်းတွေရတာကျွန်တော် Sesco Gudan ကလုခလာစားမြင်မြန်မာလူချင်းတာမှန်ပေမဲ့အခုလက်ရှိမှာ Sesco Gudan က Arsenal တင်းကိုဒါကျွန်တော် hint ပေးလိုက်ပြီးတော့သူ့အနေနဲ့သူ Arsenal တင်းကိုအရန်ပြောင်းကျင်တယ်ဆိုတဲ့ပုံစံမျိုးကို Instagram မှာလုပ်ပြသွားတယ်လို့သဘောတည်းရတယ်ပေါ့အဲ့တော့ဒါခါကျရင်လေးစားရပေါ့နော်ဒါကိုကြီးဆိုလဲကိုဒီပြောမဲ့ကစားသမားကိုစောင့်ကြည့်နေတာမှန်ပေမဲ့အချို့ကျလည်း Instagram လို့ဘာလို့ဒီသွားပြီးဒီကစားသမားဒီအတင်းကို follow ထားအရင်က follow ထားအရင်က follow မလုပ်ဘူးလားတော်တော်ကြည့်နေတယ်နော် ါတယ်ပေါ့တော်တော်လို့လေးစားရတယ်မှာပါဒါပါလက်ရှိမှာဒါ SSCO နဲ့ Arsenal အပြောင်းအရွှေ့ကလည်းပြန်လဲပြီးတော့လည်းအသက်ဝင်လာခဲ့တယ်ဒါပေမဲ့လက်ရှိမှာ Arsenal တင်းက SSCO ရဲ့အပြောင်းအရွှေ့ခဏတာမိထားပြီးတော့ဒါ Kai Ogress ရဲ့အပြောင်းအရွှေ့မှာလည်းဒုတိယမြောက်အကျင့်ကန့်လန့်မှုကိုပြုလုပ်ဖို့အတွက်အခုလက်ရှိမှာဒါကျွန်တော်စဉ်းစားနေပြီလို့သိရတယ်မှာပါတယ် Sporting တောင်းဆိုတဲ့ဒါကျွန်တော် Euro 1000 plus ဒါ plus plus ပေါ့နော်ဒါကျွန်တော်၃တန်းလည်းဖြစ်သွားနိုင်တယ်လည်း plus 5လည်းဖြစ်သွားနိုင်တော့ဒါ Arsenal ဘက်ကဒါ Euro 1000ပတ်ချာလဲဝင်ကျင်ကြနေဒါကျွန်တော် ကာယိုဂရက်ကိုဒူဒီယာမြောက်အချင်းဒါကျွန်တော်ကန်လန်သွားဖို့အတွက်ပြင်ဆင်လာခဲ့ပြီဆိုတဲ့သတင်းတွေတောက်ရှောင်းထွက်ပေါ်လာခဲ့ပြီဖြစ်တယ်အဲ့တော့အာဆိုသင်းကိုလည်းလက်ရှိမှာကာယိုဂရက်ကအလွန်ကြုံပြောင်းကျင်နေတာကိုလုံးသိပြီးသားဖြစ်လိမ့်မယ်အဓိကဒီနေရာမှာကာယိုဂရက်နဲ့ဒီအပြောင်းရွှေ့မှာဘလောက်ထိ movement တွေလုပ်ထားလဲဆိုတော့လက်ရှိမှာ training တော့မစင်းတော့ဘဲနဲ့ဒါအသင်းကနေထွက်ဖို့အတွက်တရားဝင်ထွက်ခွာခွင့်ပေးပါဆိုပြီးသူ့ရဲ့ဥက္ကဋ္ဌကိုတရားဝင်ခွင့်တောင်းခဲ့ပြီးတော့သူ့ရဲ့ training တွေလည်းမစင်းတော့ဘူးအာလက်ရှိမှာ sporting နဲ့ရှိသမျှဒါကျွန်တော်တို့ ဒီဆော့တော်မှုတွေကိုလည်းအကုန်လုံးလက်ရှိမှာဖြတ်တောက်ထားတယ်ဆိုပြီးတော့တရားဝင်ပြောဆိုထားခဲ့တာကိုတွေ့ရမယ်အဲ့တော့ပြောချင်တာကကျွန်တော်ကာယိုကရက်စ်ကိုဆက်စကူကိုအာစနယ်မှာအာစနယ်ဖြစ်နေတယ်ဒါပေမဲ့အာစနယ်ကတော့ လက်ရှိအခြေအနေရတာကျွန်တော်ကစားသမား၂ယောက်လုံးကိုခေါ်ဖို့တော့စဉ်းစားမရှိဘူးတယောက်ထဲကိုပဲခေါ်ဆိုခေါ်ဖို့ရှိတယ်ဒါပေမဲ့အာဆိုတဲ့နဲ့ဒီ၂ယောက်ထဲကမှဘယ်တယောက်ကိုနောက်ဆုံးခေါ်ယူသွားနိုင်မလဲဆိုတော့တော်တော်လေးကိုတော့စိတ်ဝင်စားဖို့ခေါ်နေလက်ရှိချိန်မှာအာဆိုတဲ့ကတိုက်စစ်ဘူးခေါ်မခေါ်တော့မသိသေးဘူးနော်ခန်စစ်အာကလားခန်စစ်အာတန်ကစားသမား၂ယောက်ကိုတော့ခေါ်ချလိုက်ပြီပြီးတော့ဂိုးသမားတယောက်ကိုလည်းထပ်မံပြီးတော့ခေါ်ချလိုက်တဲ့အနေထားမှာအာဆိုပြည်သက်တွေကတော့တိုက်စစ်မှုကိုမြင်မြန်ခေါ်ပေးပါဆိုတဲ့ဆူအဲဟိုဆူဒေါင်းတန်နဲ့ရောဆူညံတန်လေးနဲ့ကြားထဲမှာ အာဆိုတဲ့တိုက်စစ်မှုများခေါ်မရတော့မယ့်ဒေတာကူကိုတော့ရောက်ရှိသွားခဲ့ပြီလို့ပြောရင်လည်း Here we ထပ်ကိုးခဲ့ပြန်တဲ့ Arsenal ဆိုတဲ့ဒါဗီဒီယိုလေးကိုဒီနားမှာလာကြပါတယ်။ဘောလုံးပွဲကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါ့အောင်ကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ပြီးအောက်က comment တွေမှာလည်း Youth Sport Media 3.0နဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ပြီးမြန်မာကလစ်မှာအမြဲတမ်းဖြစ်ပါတယ်။ အားလုံးမကြိုးတူပါဗျကောင်းမွန်တော့နေလေးတနေဖြစ်ပါစို့ဆုမောင်းကောင်းတောင်းပြီနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးစစ်စစ်တူကြတာပေါ့အားလုံးမကြိုးတူပါနဲ့မြန်မာကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကျွန်တော်တို့နောက်မှာတွေ့ကြတာပေါ့ဒီပါဗျ